အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီစကားတော့ပြင်သစ်သမရကလည်းတရုတ်ကိုတတိပေးနေတယ်ပေါ့နော်ဒါမှမဟုတ်ဘူးစင်တော့ကျွန်တော်တို့နေတူးတက်ဖွဲ့တွင်ကိုအရှာမှာဝင်လာတဲ့ချီရှိအစိုးမှလည်းပြောလာတယ်ဒီကိစ္စတွင်ကိုကျွန်တော်တို့ဒီနေ့တင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ပရိသတ်တို့အနေနဲ့ကျွန်တော်ရဲ့ YouTube ကိုလည်းသဘောကျမိတယ်စင်တော့ subscribe လုပ်ပေးချင်အပ်အပ်လို့ရပါတယ် စင်ကာပူမှာအခုကမ္ဘာခေါင်းဆောင်တွေပေါ့အထူးသဖြင့် US နဲ့ Europe နဲ့မဟာမိတ်တွေကြားမှာ dialogue conference တွေရှိနေတယ်။အဲဒီမှာကမ္ဘာခေါင်းဆောင်တော်များများကတက်ရောက်နေကြတယ်။နော်ခေါင်းဆောင်ကြီးတက်ရောက်နေကြတယ်။ဒီမနေ့ကအမေရိကကတရုတ်ကိုဘယ်လိုတုံ့ပြန်ခဲ့လဲအဲပေါ်တော့ဒါတွေကိုကျွန်တော်ဆွေးနွေးပြသဖြစ်ခဲ့တယ်။မကြည့်သေးဘူးဆိုတော့တွားကြည့်ပါ။ထိုင်ဝမ်ကိုကျူးတုံမယ်ဆိုရင်ကျွန်တော်တို့ကချမယ်ပေါ့။ တတော်မဟုတ်သေးဘူးအမေရိကရဲ့မဟာမိတ်အဖွဲ့တွင်ကလည်းဒီစစ်လက်နက်အင်အားတောင့်တင်းဖို့ရန်အတွက်စစ်ဘာချက်ကိုလည်းတူမင်းကြပါဆိုတဲ့ကိစ္စတွေကိုလည်းပြောထားတာရှိတယ်မကြည့်သေးဘူးဆိုတော့ဒီမနက်ရဲ့ကျွန်တော်တို့ရဲ့ live မှာလည်းသွားကြည့်ပါဒီတစ်ခါကတော့ friendship ပြင်သစ်တမရရဲ့ပြောချက်ကိုပဲဒီ podcast မှာ focus ပြမှာပဲဆွေးနွေးကြည့်အောင်ကျွန်တော်ဗီဒီယိုကိုကြည့်ပြမှာပဲပြပြမှာပဲပရိသတ်တို့နဲ့အတူတူကြည့်ပဲပေါ့နော်ဗီဒီယိုလေးတွေမပြခင်မှာ friends တမရရဲ့ မက်ခရိုကဘာလို့ပြောခဲ့လဲဆိုတော့အချုံငုံပြီးအကျန်းသားဖြစ်ကျွန်တော်ပြောပြရစေအဲ့ဒီအကျန်းသားဖြစ်ပရိသတ်တို့ကိုပြောပြပြီးမှဗီဒီယိုကိုကြည့်ပြီးမှပဲလိုအပ်တဲ့နေရာတွေကိုဘာသာပြန်ကြည့်မယ်ပေါ့နော်ပရိသတ်တို့နဲ့တူတူရှုရှုစားကြည့်တာပေါ့နော်ဆိုတော့သူကဘာလို့ပြောခဲ့လဲဆိုတော့နေတူကတဲ့အေရှာရဲ့ဒေသတွေမှာဝလနိုင်ချင်းချောင်းကိုသူကသတိပြုသတိပြောပြီးပြောခဲ့တယ်။ဘာကြောင့်ဘာလို့အခုလိုမျိုးပြောခဲ့တယ်ဆိုတော့တရုတ်ကတဲ့ တရုတ်က North Korea ရဲ့မြောက် Korea ရဲ့စစ်သားတွေ Ukraine မှာ အခုလိုမျိုးပါဝင်ခိုင်းပါဝင်ခိုင်းထားတာတရုတ်ရဲ့အဖြစ်ဖြစ်တယ်လို့ပြောထားတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင်မြောက် Korea တပ်သားတွေကို Ukraine မှာတော်ပြီးမှစစ်တိုက်နေတယ်။ Russia ဖက်ပါပြီးမှစစ်တိုက်နေတယ်။အခုလိုမျိုးတော့ကတရုတ်ကပါဝင်ခိုင်းထားလို့တာဖြစ်နေတယ်ဆိုပြောလာတယ်။တရုတ်ကအဲ့လိုမျိုးကိုတားတင်တယ်ပေါ့။ဒါမှမဟုတ်ကျွန်တော်တို့နေတူးကလည်း အရှာရဲ့ဒေတာမှာဝင်လာမှာဖြစ်ပါလေဆိုပြောလာတယ်။နော်။ဆိုတော့တရုတ်ကတိုက်ရိုက်သတိပေးတာပေါ့ကွာ။တနည်းအားဖြင့်ပြောရမယ်ဆိုတော့တရုတ်ကဒီအရှာဒေတာမှာနေတူးအတက်ဖွဲ့ဝင်တွေကိုဝင်လာဖို့မလူအားဝင်လာဖို့မလူချင်မှုဆိုရင်တရုတ်ဖက်ကလည်းဒီ North Korea ရဲ့တပ်သားတွေကိုဥရောပနေမှာမပါဝင်အောင်ထိန်းသိမ်းထားတဲ့ တရုတ်ကတာဝန်ရှိရဆိုမှပြောလာတယ်ဒါမှမဟုတ်ဘူးဆိုတော့ကျွန်တော်တို့အရှရဲ့အရေးမှာနေတူလဲပါဝင်နေမှာဆိုမှပြောလာတယ်တနည်းအားဖြင့်ပြောရမယ်ဆိုတော့တရုတ်ကြီးက North Korea North Korea ပေါ်တော့ဒီမြောက်ကိုရီးယားရဲ့အစိုးရကိုမင်းတို့တပ်သားတွေကိုသူတို့တပ်သားတွေကိုရုရှားမှာဝင်ပခိုင်းထားတာတရုတ်အကြောင်းဖြစ်တယ်တရုတ်ကတားသင့်တယ်ဘာဖြစ်လို့လဲဆိုတော့တရုတ်က UN ရဲ့ security member team မှာ security council team မှာ ရာတပန်မအတူမတယောက်ဖြစ်နေတယ်တယောက်ကထားတင်တယ်ပေါ့အဲ့လိုပြောလာတယ်ပင်တတမရာကပေါ့ဒါမှမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ကလည်းမင်းတို့ထိုင်ဝမ်အရေးမှာလဲနေတူးရင်ကိုပါဝင်နိုင်ခြေရှိရစူပါပြောတဲ့ပြောတဲ့သဘောပါပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့တယောက်ကမင်းတယောက်ကကျွန်တော်တို့အာရှမှာနေတူးရင်ကိုဝင်လာဖို့မလူချင်ဘူးဆိုရင်မင်းနောက်ကိုရီးယားရဲ့မြောက်ကိုရီးယားတက်သားလူကိုလည်းဒါပါဆိုတဲ့သဘောပါ ီးတော့သူကဘာလို့ပြောခဲ့လဲဆိုတော့အဓိကသူ့ရဲ့ပြုံးရဲ့ကောင်းနောက်ချက်တွေကိုကျွန်တော်ရှင်းပြပေးပေါ့လို့မက္ခရိုကတော့ပြုံးတယ်ကျွန်တော်တို့အာရှတွေနဲ့ပေါ့လို့အာရှဒီအနောက်တိုင်းနိုင်ငံရဲ့မဟာမိတ်လို့ပြောရမှာပေါ့လို့အာရှမှာလည်းတရုတ်နဲ့မဟာမိတ်တွေရှိတယ်လို့အနောက်တိုင်းနိုင်ငံရဲ့မဟာမိတ်တွေလည်းရှိနေတယ်ပေါ့လို့ဆိုတော့သူတို့နဲ့လှုပ်ဆောင်မှုမဟာမိတ်ပေါ့နော် coalition of action လုပ်နေတယ်ပေါ့လို့ coalition of action လုပ်မယ်တိဆောင်မယ်ပေါ့တိုက်တွန်းခဲ့တယ်ပြီးတော့အာရှနဲ့ဥရောပက ကျွန်တော်ငင်းချမ်းရဲပဲဖြစ်ဖြစ်ဂုံတွေရဲပဲဖြစ်ဖြစ်လုံချုံရဲပဲဖြစ်ဖြစ်ပူပေါင်းရမယ်ဆိုမပြောလာတယ်ပေါ့နော်ဆိုတော့မင်းတို့အရှာကတော့အနေမခံနဲ့အစောကားမခံနဲ့အနောက်ရှေ့ဘေးမခံနဲ့ပေါ့အဲ့လိုလုံးဖူရအတွက်ကျွန်တော်တို့ယူတဲ့ယူရိုပနဲ့တွဲကြပါမဟာမိတ်ဖွဲ့ကြပါတော့လုံချုံရဲနဲ့တူတူလုပ်မယ်ဂုံတွေရဲနဲ့တူတူလုပ်မယ်ငင်းချမ်းရဲနဲ့တူတူလုပ်မယ်ပေါ့ဆိုတော့မင်းတို့ကဘယ်သူမှမထိခိုက်အောင်ကျွန်တော်တို့မဟာမိတ်တွေလိုချင်ရအောင်ဆိုပြောလာတယ်ပေါ့နော် ဆိုတော့ဒါတော့မကဘူးသူကဘာလို့ပြောတယ်ဆိုဒီမနေ့မှာအမေရိကကလည်းအရှာနိုင်ငံတော်တော်များများကိုပြောတယ်ပေါ့တရုတ်ရဲ့ဖီခုမှုကိုရှော့ချပါပေါ့ဒါမှမဟုတ်တော့အာရှရဲ့ကာကွယ်ရေးပိုင်းဆိုင်ရာမှာခမရတို့ကဒီစီရေးပိုင်းဆိုင်ရာမှာအနောက်တိုင်းနိုင်ငံတွေနဲ့မဟာမိတ်တွေဖွင့်နေတယ်ဒါမဲ့တရုတ်အပေါ်မှာပဲစီပွဲရေးတွေလိုက်လုပ်နေတယ်တရုတ်အပေါ်မှာပဲအကုန်လုံးဝင်နေတယ်ဆိုတော့ကျွန်တော်တို့အမြပြစ်ပခတကယ်ဖြစ်ခဲ့မယ်ဆိုရင်တော့ဒါကပြဿနာဖြစ်နိုင်ချေရှိတယ်ပေါ့ ဲ့ဒါကြောင့်အာရှရဲ့အနောက်နိုင်ငံမဟာမိတ်တွေကလည်းတရုတ်ပေါ်မှာမြို့ခုမှုတွေကိုရှုတ်ချပါဆိုမှပြောလာတယ်။အမေရိကကလည်းပြောတယ်။ဒီတခါမက္ခရိုကလည်းပြောနေတယ်ပေါ့နော်။မက္ခရိုကတော့အမေရိကနဲ့အမေရိကနဲ့တရုတ်အကြားမှာမြို့ခုမှုတွေကိုရှုတ်ချပါဆိုမှမက္ခရိုမက္ခရိုကတော့ပြောနေတယ်ပေါ့နော်။ဆိုတော့မဟာဗျူဟာမြောက်ဒီကူပိုင်အုတ်ချုပ်ခွင့်ပေါ့နော် strategy sovereignty ရေးပြီးတော့ strategy autonomy ကိုကျွန်တော်တို့တည်ထောင်ကြမယ်ဆိုပြောလာတယ်ပေါ့နော်ဆိုအေရှားအေရှားကိုလည်းပြောတယ်ပေါ့နော် အရှာခမရအရှာနိုင်ငံကလေသူများနိုင်ငံကိုတိတ်မမီခူချနဲ့ဆိုမှပြောလာတယ်ပေါ့နော်ဘီတတမရာကြီးကအဲ့ဒါကြောင့်ကျွန်တော်တို့မဟာမဟာဗျူဟာမြောက်နေတဲ့အုတ်ချုပ်ကူပိုင်အုတ်ချုပ်ခွန်ပေါ့နော် this is strategic autonomy ကိုဒီဆောက်ချက်ရအောင်ဆိုမှသူကပြောနေတယ်ဆိုပြီးတော့အခုသူကဘာပြောလဲယူဥရောပနဲ့အာရှအကြားမှာတဲ့ပူပေါင်းဆောင်ရွက်မှုအတိတ်ပေါ့နော်အာ reset relationship ပေါ့နော် ပြီးတော့ rule seeming စီကံတွေကိုကျွန်တော်အဲ့ဒီပူပေါင်းဆောင်ရွက်မှုအတိတ်ကိုကျွန်တော်တို့ထောက်မယ်ဆိုတာပြောလာတယ်ပေါ့နော်ဆိုတော့အဲ့ဒါမှအာရှနဲ့ယူရိုပအခြားကလုံးဝအကောင်းမြင်နေတဲ့မဟာမိတ်အတိတ်ပေါ့နော်ကျွန်တော်တိဆောက်မယ်ဆိုမှတိုက်တွန်းလာတယ်ပေါ့နော်ဆိုတော့အတိတ်နဲ့အကောင်လုံးတစ်ဖန်ပြန်လေအတိတ်နဲ့ပြန်လို့မယ်ဆိုမှပြောလာကြတယ်စဉ်းစားကြည့်ကွာဟောလွန်ခဲ့တဲ့ Biden ခက်တုန်းကအဲ့လောက်ထိယူရိုပကလာပြီးမှအရှမှာမဟာမိတ်တွေကိုရှာတာမျိုးမရှိဘူး ဒီတခါ Trump ခက်မှာတော့ Europe ကလည်း Asia မှာလာပြီးမှ Asia နဲ့မဟာမိတ်တွေလို့ဖို့နော်ဒီပူပေါင်းဆောင်ရွက်ဖို့နော်ကုန်သွယ်ရေးတွေလို့ဖို့လုံခြုံရေးတွေအတူတူတည်ထောင်ဖို့နိုင်ငံရေးတွေလာလို့ကြာလာတာပေါ့နော်အမေရိကကအစပေါ့သူကတခုသူပြောတာရှိသေးတယ်ဒါထူးခြားတာတခုရှိတယ်ဒါဘာလဲဆိုတော့ Ukraine ရဲ့ a pick cut ကိုတဲ့အလုံးကထောက်ခံတင်တယ်ပေါ့ထောက်ခံတင်တယ်ပေါ့ဒါမှမဟုတ်ရင်တော့တဲ့တရုတ်ကထိုင်ဝမ်အပေါ်မှာ အန်ဒရီအလာလာကိုတိုက်ရိုက်ထိခိုက်နိုင်ကြောင်းသူကပြောထားတယ်။နော်တနည်းအားဖြင့်ပြောရမယ်ဆိုတော့ UK ရင်းစစ်ပွဲကြီးကိုကျွန်တော်တို့အမေရိကနဲ့ဥရောပနဲ့ဖြစ်ရှိမှဖြစ်မယ်။ဒါရီကိုမဖြစ်ရှိနိုင်ဘူးဆိုရင်တော့ကျွန်တော်တို့အရှာမှာယုံကြည်မှုတွေကိုလည်းပျက်စီးနိုင်ချေရှိတယ်ဆိုမှပြောထားတာရှိတယ်ပေါ့။ဆိုတော့အဓိကကတော့အရှာကလည်းဒီယူရိုပနဲ့အာယူရိုမှာတိုက်ပွဲဖြစ်နေတဲ့အာရှဒီ ယူကရိန်းနဲ့ရုရှားကြားမှာလေဒီကိစ္စကိုသူတို့တားဆီးမှဖြစ်မယ်အားလုံးထောက်ခံမှဖြစ်မယ်ဒါမှမဟုတ်ဘူးဆိုတော့တရုတ်ကလည်းထိုင်ဝမ်ကိုကျူးကျော်တင်ပိုက်နိုင်ချေရှိတယ်ဆိုပြောလာတယ်အဲ့မှာတရုတ်ကြီးကဒေါ်တာထွက်နေတယ်မင်းငါတို့ကိုဘာလို့ရုရှားနဲ့ယူကရိန်းနဲ့နှိုင်းရှင်တာလဲပေါ့နော်ရုရှားနဲ့ယူကရိန်းကသူတို့တမိုင်းကမတူဘူးကျွန်တော်တမိုင်းနဲ့မတူဘူးပေါ့တရုတ်ကတော့ပင်တည့်ရတမရကြီးရဲ့ဖတ်ချက်တွေပေါ်မှာတော့တုံ့ပြန်တယ်ပင်ပင်ထန်တဲ့ဝေဖန်မှုတွေလုပ်နေတယ်ဆိုတော့ မက်ခရိုကတော့ US ကို3ပေးနေတယ်ပေါ့နော်ဒီကိစ္စ Russia နဲ့ Ukraine ကိစ္စကို Europe နဲ့ US အနောက်နိုင်ငံတွေပေါ်မှာတာဝန်ကြီးကြီးရှိတယ်ဒီကိစ္စအကြီးကိုကျွန်တော်တို့မရက်တက်နိုင်ဘူးဆိုတော့ကျွန်တော်တို့အပေါ်မှာ Asia နိုင်ငံတွေရဲ့ယုံကြည်မှုကိုပါဖျက်ဆီးနိုင်မယ်ဆိုမှတော့သူကအထည်ပြောနေတယ်ပေါ့နော်ဆိုတော့အခုကပြောနောက်တစ်ခုသူပြောတာပါရှိသေးတယ်ဆိုတော့အမေရိကန်နဲ့တရုတ်အချာအပြန်အဆိုင်ဟာတဲ့မင်းတို့အမေရိကန်နဲ့တရုတ်အချာအပြန်အဆိုင်ဟာကဘာကြီးအတွက် အန်ဒရီတခုဖြစ်တယ်ဆိုတော့ပြောလာတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံတွင်အနေနဲ့ပေါ့နော်ကျွန်တော်တို့ဘတ်တစ်ဖက်ကိုရွေးချယ်ရမှာအခြေအနေဖြစ်လာတယ်ပေါ့မင်းတို့တရုတ်နဲ့ US ကမတည်ဘူးအပြည့်အစံတွေလုတ်နေတယ်ကြားရေးကကျွန်တော်တို့နိုင်ငံတခြားနိုင်ငံတွင်ကတို့တစ်ဖက်ကိုရွေးချယ်ရမယ်အနေထားဖြစ်နေတယ်ပေါ့ဘတ်တစ်ဖက်ကိုရွေးချယ်နေရမယ်အနေထားဖြစ်နေတယ်အဲ့လိုမျိုးဖိအားကိုခံနေရတယ်ဆိုတော့ပြောနေတယ် အဲ့တော့ US နဲ့တရုတ်ရဲ့အပြန်ဆိုင်မှုကလည်းကဘာကြီးအတွက်အန်ဒရယ်ရှိတယ်ဆိုပြီးမှတော့မက်ခရိုပင်တစ်သမရအကြီးကတော့ပြောနေတယ်ဒီကိစ္စကတော့မှန်ပဲသူပြောတာတော့လုံးဝမှန်ပဲအခုအမေရိကန်နဲ့တရုတ်တွေပြဿနာဖြစ်ပြတဲ့နောက်ပိုင်းမှာနိုင်ငံတော်များများက they have to choose a side take a side ဘောနော်မြန်ပြည်ဖက်ကပါမှာလေတရုတ်ဖက်ပါမှာလား US ဖက်ပါမှာလားအနောက်နိုင်ငံဖက်ပါမှာလားနိုင်ငံတော်များများကအဲ့ဒါကိုရွေးချယ်ရအဖို့ရအတွက်ဖိအားခိုင်ခဲ့ရတယ်ကွာ တရုတ်ကြီးကသွားတယ်ဗီယက်နမ်တို့မလေးရှားတို့အင်ဒိုနီးရှားတို့ကမ္ဘောဂျားတို့သွားနေတယ်သူတို့ကတရုတ်နဲ့ပါဖို့တရုတ်ဘက်ပါဖို့ဖြစ်အပိတ်ခံခဲ့ရတာအခြားတစ်ခါ US ကပြောနေတယ်မင်းတို့တရုတ်နိုင်ငံနဲ့စီးပွားရေးလုပ်နေမယ်ဆိုရင်ကျွန်တော်တို့ကလည်းမင်းတို့စီးပွားရေးမလုပ်ဘူးနော်ပိတ်ဆို့မှုတွေခံမယ်တော့ဆူမချင်းချောက်တာလည်းရှိသေးတယ်ခြားတွေကနိုင်ငံတော်တော်များများကဒုက္ခရောက်နေတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဘက်ရွေးရမှာကိုဩ US နိုင်ငံဖက်ပါမာလာတရုတ်နိုင်ငံဖက်ပါမာဆိုရွေးရမှာကို ဆိုတော့အဲ့ဒါကမက်ခရိုလိုမျိုးရဲ့ point လေးကတော့တော်တော်လေးတော့အဓိပ္ပာယ်ရှိတယ်ပေါ့နော်ဆိုတော့အခုလိုမျိုးတရုတ်နဲ့ဒီ US အခြေအကအပြင်ဆိုင်မှုတွေနော်ဒီတီမမှုတွေကကဘာကြီးရဲ့အန်ဒရီရှိနိုင်တယ်ဆိုမှသူကပြောထားတယ်ဆိုတော့ကျွန်တော်တို့ video ကိုကြည့်ပြီးမှပဲ Britain တို့အနေနဲ့အာကြည့်ကြည့်ပြီးမှ Britain တို့အနေနဲ့ခန်းစားချက်တွေကိုလည်းဝင်ပြောကြပါတော့ဒီ macro robio ရဲ့ပြောဆိုချက်ကရော ဘလောက်ထိတဘောရလဲပေါ့အခုကျွန်တော်ပြောထားတဲ့ဥစ္စာကမက်ခရိုပြောထားတဲ့ဥစ္စာတွေကလည်းအရေးကြီးတဲ့အချက်တွေကိုယူပြီးမှပဲရှင်းပြတာပါပေါ့နော် all right all right တချက်လောက်နော်ကျွန်တော်ကျွန်တော် sharing ပြန်လုပ်ပေးမယ်နော်အတမ်းမကြည့်ဘူးလားဘာဖြစ်တာလဲ Okay. Are you guys ready? Ready, people? Inshallah. Macrobio Piotare Kesaku, Britta Dogu, you know, Sharon Lucino But let us be clear the situation is very challenging as well in Europe. When Ukraine, the country that renounced nuclear weapons in 1991, is the one that Russia is repeatedly invading, how could there not be a second thought? When the DPRK is developing a massive nuclear arsenal unconstrained by China and is now entering an alliance with Russia, a nuclear weapon state, permanent member of the UN Security Council. အဲချိုင်းနာကရုရှားမှာစီရေဖြစ်ပါဝင်မှုရှုတ်ခဲ့တာသူကမကြိုက်ဘူးပေါ့တော့တရုတ်က permanent member of UN Security Council ထဲမှာပါနေတယ်တရုတ်ကတော့ဒီ UN ရဲ့လုံခြုံရေး Council ထဲမှာရတပ်ပန်တာတင်းဝင်ဖြစ်ပါနေတဲ့နိုင်ငံတရုတ်ဖြစ်နေတယ် ဘာဘလို့အလောက်ထိနျူကလ িয়ার ရဲ့ပိုင်ဆိုင်နေတဲ့နိုင်ငံကြီးမှလာပြီးမှအစီရေတွေဝေရှုပ်နေတာလဲဆိုပြောလာတယ်ပေါ့နော် to act responsibility อืมအမှန်ဆိုတော့ mm. original countries ဒါဝင်ယူမှုတောင်းခံမှုကောင်းကောင်းနဲ့တတိထားပြီးမှဘယ်လိုဆောင်တဲ့ကိစ္စဖြစ်နေတယ်ပေါ့နော် to by the people are supposed to act what can reasonably be on the mind when they owe their people before anything else their security in europe and in asia how can mid-sized countries faced with aggressive nations ensure that they won't have to surrender or live in fear? But sure enough, our challenges are not only similar, they are getting increasingly different. They are intertwined because when you look at the situation, during the past few years, I had objected to NATO having any role in Asia. because for me ကပြောနေတယ်ပေါ့အခုရုရှားမှာတရုတ်ရဲ့ပါပြီးမှ intervene လုပ်နေတာသူမျိုးကြိုက်ဘူးလွန်ခဲ့တဲ့နှစ်လွန်ခဲ့တဲ့နှစ်တုန်းကပေါ့နော် the past few years တုန်းကကျွန်တော်ကနေတူးကအေရှားမှာသွားပြီးမှဝင်ရှောက်တာတွေကိုကျွန်တော်ကောက်ကွက်ခဲ့ဖူးတယ်ဆိုတာပြောခဲ့တယ်ပေါ့အာကျွန်တော်တို့နေတူးနဲ့အေရှားကမဆိုင်ဘူးပေါ့နော်ကျွန်တော်သွားပြီးမှလည်းမရှောက်အတင်းဘူးဆိုပြီးမှပြည်တည်ရဲ့တမရာကြီးကကောက်ကွက်ခဲ့ဖူးတယ်သူကအဲ့ဒီတမိုင်းအကြောင်းကိုပြန်ရှင်းပြတာပေါ့နော် ဒါပေမဲ့အခုတရွတ်ရွတ်လောက်ရွတ်ကိုကြည့်ပြီးမှာပေါ့နော် and is for not offensive and because i don't believe in being enrolled in some someone else strategic rivalry mm but what's happening with north korea being present ဘာဘလို့လဲဆိုကျွန်တော်ကအဲ့လိုမျိုးတခြားနေရာမှာတော်ပြီးမှကျွန်တော်တို့ကတွှျှောက်တာကိုမယုံကြည်လို့ဖြစ်ပေါ့မယုံကြည်လို့အဲ့လိုမျိုးတားဆီးခဲ့ပူတယ်ဒါမှမဟုတ်အခုကြည့်ပါတဲ့ what happened with north korea north korea ကလာပြီးမှမယူရိုပနေမင်းမှာ And Alongside with Richard's European soil is a big question for all of us. And this is why. If China doesn't want NATO being involved, ah, this is why. If China doesn't want NATO being involved in Asia, general Asia ma NATO ku wimalasi chimbusuin. Tiyoga le kongong le behave tin demo. Man, အနေအနေအထားအနေထိုင်ပြင်စီမော့မင်းတာဝန်ရှိတယ်ပေါ့ Southeast Asia or in Asia they should prevent clearly DPRK to be engaged on European soil အာဆိုတော့တရုတ်ကဒီကိစ္စကြီးကိုဒါစီပြင့်တယ်ဆိုမှပြောလာတယ် you know why တရုတ်ကြီးကဘာဆိုင်တာလဲဘာငလို့မပြောကြနဲ့တရုတ်က UN Security ရဲ့ Council တွေမှာ permanent member ဖြစ်နေတယ်ရုရှားကလည်းဖြစ်နေတယ်ဒါပေမဲ့တရုတ်ကမတားဘူး ာတော့မှမတားပြမပြောနဲ့တရုတ်ကြီးကလက်နက်တွေရောင်းနေရရှာမှာနော်ဟိုဟိုလိုလုတ်နေတယ်အဲ့ဒါကိုပြစ်တတမရကမချိုက်တာမင်းတို့ဒီကိစ္စတွေကိုလုတ်နေမယ်ဆိုရင်ကျွန်တော်နေတူးတွင်ကလည်းနောင်လာမဲ့အေရှာရဲ့ဆောက်အေရှာရဲ့ပြိပခါမှာဝင်လာနိုင်ချေရှိတယ်ကျွန်တော်နေတူးခင်ဗျားတို့အေရှာမှာဝင်မလာစီချင်ဖို့ဆိုရင်တရုတ်ကအခုကလေးကနဲ့အနေထိုင်စီချင်မှာဆူတဲ့တဘောတိုက်ရိုက်သတိပေးတဲ့ကိစ္စပါပေါ့နော် Obviously, the happening also at a moment when nations like France and Asian countries are facing issues of scale raised by the development of technology. And I tell him it's an engage. And so, Jim, I'll be able to say, Asia မှာရင်ဆိုင်နေရတဲ့အစင်ခုံမှုတွေနဲ့ကျွန်တော်တို့ယူမှာရင်ဆိုင်နေရတဲ့အစင်ခုံမှုကတူတူပဲမြန်မာတို့ကလည်းတရုတ်ချင်းချုံမှုနဲ့လည်းရင်ဆိုင်နေရတယ်ကျွန်တော်တို့ကလည်းတရုတ်ချင်းချုံမှုနဲ့ရင်ဆိုင်ခဲ့ရတယ်ဆိုမှပြောတယ်ကျွန်တော်ကြော်ပြီးမှဒီဒီနေရာလေးပြပြတော့ဒီမှာရေးကြည့်နေတယ် strategic autonomy and based ဘောင်းတီးဟာသူကတော့အခုကပြောလာတယ်ဗောအခုကျွန်တော်ခုနကျွန်တော်ပြောတဲ့ဥစားပါပဲကျွန်တော်တို့ပူပေါင်းပြီးမှလို့ကြည့်ရအောင်ဂုံတွေရေးစီးပွားရေးနောက်ပြီးတော့ငင်းချာရေးဗောဒီအာရှနဲ့ယူရိုပအချာပြန်လေပူပေါင်းအစ်စ်တွေကိုတီထောင်ရအောင်ဆိုပြောလာတယ်ဗောနော်နောက်ထောက်ကြည့်အောင် assessments that between ASEAN and Europe we have these common challenges and these common threats We want to work more. Common challenge, common threat. ပေါ့ကျွန်တော်တို့ရဲ့စင်ကုန်မှုကတူတူနေတယ်ကျွန်တော်တို့အချိတ်ချောက်မှုကလည်းတူတူနေတယ်ပေါ့ဒါတော့ကျွန်တော်တို့အတူလက်တွေးပြီးမှလုပ်ကြည့်ရလုပ်ကြရအောင်ဆိုတာပြောလာတယ် Actively mm -hmm. on the agenda. France presented in 2018 an Indo-Pacific strategy based on our capacity to propose a third way, which is to say, a lot of you are afraid and concerned by the respect of the liberty of sovereignty. liberty of navigation respect of your sovereignty and so on for good reasons we do share this so အခုသူပြောတဲ့ပုံစံကလေခင်ဗျားတို့အာရှနိုင်ငံတွေတော်မှာနော်လွတ်လပ်ပိုင်ခွင့်ဆိုတာမင်းတို့စိုးရင်လာကြတယ်ပေါ့ sovereignty ကိုပိုင်အုတ်ချုပ်ခုဆိုတာခင်ဗျားတို့စိုးရင်လာကြတယ်ဘာဖြစ်လို့လဲဆိုတော့အခုတရုတ်ကြီးက Indo Pacific မှာတောင်းချမ်းနေတယ်ဒါကျွန်တော်ရဲ့နေမျိုးကျွန်တော်ရဲ့ပြည်နယ်တွေကျွန်တော်ရဲ့ပိုင်တွေဆိုပြောလာတယ်ကွာအဲ့မှာဖိလစ်ပိုင်တို့စင်ကာပူတို့မလေးရှားတို့ဒီပိုင်ဝမ်တို့ South Korea တို့ Japan တို့ကတော်တော်လေးတုံ့နှုတ်လာပြီပေါ့ဒီကိစ္စအကြီးကနော်ဒီအာရှအတွက်ချင်းချောက်မှုအကြီးမားတဲ့တစ်ခုဖြစ်လာတယ်ပေါ့ကွာဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးမှဒါကအလုံးဝဒီ a good reason ပေါ့ for good reason ဖြစ်နေတယ်အချောပြချက်ကောင်းကောင်းလေးတစ်ခုဖြစ်နေတယ်ပေါ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှကျွန်တော်တို့မဟာမိတ်ဖွင့်ပြီးမှပဲအစအစအရာရာပေါ့ကွာငယ်အခုနောက်သူပြောလို့စာဂုံသွေးရင်းနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဂျန်နဲ့ငင်းချမ်းရင်းနဲ့ပတ်သက်တာပဲဖြစ်လှုပ်ချုံရင်းနဲ့ပတ်သက်တာပဲဖြစ်ယူရိုပနဲ့ပဲလက်တွဲကြည့်ရအောင်ဆိုမှ ဖိတ်ခေါ်လာတယ်ပေါ့နော်ဆိုတော့အခုယူရိုပကအေရှားမှာလေစီပွေရီတွေလုတ်ဖို့လုတ်လာတယ်မင်းတို့ဒီတရုတ်နဲ့စီပွေရီမလုတ်ရင်လည်းကျွန်တော်ယူရိုပနဲ့စီပွေရီလုတ်လို့ရပါတယ်ပေါ့ train နဲ့ပတ်သက်ပြီးမှအေးစေးလုတ်လို့ရပါတယ်ဆိုပြောလာတယ်ပေါ့တနည်းအားဖြင့်ပြောရမယ်ဆိုအေရှားနိုင်ငံတော်တော်များများကိုတရုတ်နဲ့စီပွေရီမလုတ်ပေးတဲ့ကျွန်တော်တို့ယူရိုပယူရိုပနဲ့ပဲစီပွေရီလုတ်ရအောင်ဆိုပြီးမှပြောလာတယ်ပေါ့နော် But you don't want to be confrontational with China. We do share the same approach. And the third way we do share with a lot of countries present in this room is the basis of our Indo Pacific strategy. Mm. So, Indo Pacific strategy. Can you tell us about the Indo Pacific strategy? I'm not sure about it. 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 So, in the Indo Pacific strategy, I'm not sure about it. I'm not sure about it. I'm not sure about it. Oh my God. Which is how to preserve an open environment. Rule the whole base order in the region. And we want to be a reliable partner for that. Mm. This is a, the core of the bilateral commitment we have with Singapore. Mm. But with a lot of. You just take that thing there. The Mohammed Pichi countries of the region, and exactly what we did during the past few years. Common exercises, common capacities, more common programs, etc., etc. Mm. The risky, no confrontation, but clearly strategic autonomy in, in the pacific strategy. And we are working hey, clearly strategic autonomy. Goodbye, Ochokun. The young confrontation committee with Jai was in the general. Goodbye, Ochokun. Gong Gong Lego, the Tambuya, the Savuya, Bubong Mapi Mess, the Pula On uh, a new strategic uh, review and a new Indo-Pac uh, strategy will be issued in the weeks to come. And in parallel. So, Turoga, aku lama pun masuk no. Europe ni Asia aja mah. Asia so a new strategy baru. Bahabu bahabu haja ni ati dengan Yeah, yeah. yeah. raise that European scale approach because we should now four years ago a European Union's Indo-Pacific strategy which follows exactly the same line and uh, which is the best illustration of our common commitment. All right. And very clearly, we want to go further, particularly with India, the Asian countries, and the members as well of the Trans Pacific Partnership. For me, this new approach is very important. And we discussed yesterday with the Prime Minister. And we have a new approach. No? the no India from Asia ဒီကမ်းလှမ်းပုံကမ်းလှမ်းနေအစ်စ်တွေဖြစ်လာတယ်အိန္ဒိယနဲ့ဖြစ်ဖြစ်အရှေ့နဲ့ဖြစ်ဖြစ် ယူရိုပကတီထောင်တဲ့တပူတဒါအတူတကူတိဆောက်ထားတယ်လို့မျိုးပေါ့ကွာ if we team up we were present to serve of global growth even more if we team up we present the third global growth ကျွန်တော်တို့နဲ့ခင်ဗျားတို့နဲ့ပူးပေါင်းလို့မယ်ဆိုရင်တော့ကဘာကြီးရဲ့သုံးပုံတပုံလောက်ကကျွန်တော်တို့ကနော်အင်အားတောက်တင်းလာတယ်မိုက်လာတယ်ဆိုပြောလာတယ်ပေါ့ the third global growth ပေါ့နော် in terms of trade we have a lot of credible players eh no in term of trade kung to yere pat tap bi ma chuno ro ko akulo ya na ngai phin ne de no so pyo la so tani a pyo ya ma so di kung to yere pat tap bi ma တရုတ်ကမတော်တော့ပဲနဲ့ယူရိုပကကျွန်တော်တို့နဲ့လာပြီးမှစီပေါ်ရေလို့ကြာမှာဆိုပြောလာဖိတ်ခေါ်ရပေါ့။ Mm. Let's work together on on this agenda of strategic autonomy. Mm. Let's work in an open way Mm. Way, let's engage with everybody with Ah, let's work in open way, genuine way. Man, kind of open way, no? Long up, limit that and need it. I do let to But let's work very closely on defense, security, and all. Yes, on defense, security. General Kako, ye pines, I am a pepe, chung ye pines, I am a ni kaswa, a to let to look out so popular. Value chains to be sure that we did it for let's work to have as well trade cooperation, new trade agreements. Because if trade ne pat da labi ma kung new trade agreement lo yao. The board to ni chet atit duin lo yao sum ma piola la. Between EU and uh, the Trans-Pacific countries, we have such an agreement. It's extremely powerful for the rest of the planet. Third, I think it's spoken about Europe, about the alliance between Europe and uh, this region, what to do together, new coalitions, new agreements, and how... New coalition, so there are ne team le pu be put lo me. New agreement, the board to each atit to lo me. The new rule that... no, see me, see, I think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 , le lo me. Reset I lo me think, the you know, the golden conference was for many all right ke wo ra lo ye blue tbo ya le tu ka ro kuna tamai tamai ko tu ka bian pyo ni le bo ro wo ra lo a ni ne ho blue tbo ya le bo ro so ro a video tit ni le bo ro video tit twa la zoom ka tai oh sorry guys ဆိုတော့ဒါဆိုတော့ဒီလောက်တည်းပဲနားပြရစီပေါ့နော်ကျွန်တော်တို့ zoom နဲ့တိတ်အစီမပြီဘူးဆိုတော့နောက်မှဆိုတော့တိုက်ရိုက် youtube live နဲ့ပဲလုပ်တော့မယ်အရင်လုံးအရင်တုန်းကပုံစံပေါ့နော်ဒီကူအတိုင်းလေးလိုပြန်လုပ်ပေးမယ်ပေါ့နော် zoom ကနေတိနေတယ်လို့ပဲပေါ့နော်ဒါနေနေပြဿနာတက်လာတဲ့တူပါတယ် alright thank you so much for watching beautiful people i love you guys take care god bless ကျွန်တော်ရဲ့ youtube channel လေးကိုပရိသတ်တို့အနေနဲ့သဘောကျတယ် ကမ္ဘာသတင်းတွေနဲ့ပတ်သက်ပြီးမှဘ ഹു တူရာတွေနဲ့ပတ်သက်ပြီးမှအကျူးရှိပါတယ်လို့ခန်းစားမိတယ်ဆိုတော့ subscribe လုပ်ပေးကြပါ subscribe လုပ်ပြီးသားပရိသတ်ပေါ်မှာလည်းကျေးဇူးတင်တယ်ပေါ့နော် and thank you so much for watching beautiful people i love you guys bye bye